ကျွန်တော်ရဲ့မိတ်ဆွေခဏရတသမီးတွေအားလုံးတို့2025ခုနှစ်ဒီဇင်ဘာလ12ရက်ပိုင်းတို့ကံကောင်းဆုံးနေ့နံပိုင်းရှင်လေးတွေရဲ့အကြောင်းကိုကျွန်တော်ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တွေတရွေ့တရွေ့နဲ့လာတွေပြောင်းလဲလာတာဆိုလို့ရှိရင်ကျွန်တော်တို့2025ခုနှစ်ကနောက်ဆုံးနှုတ်ဆက်ရမယ်ဒါလာတလာတွေကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ အဲ့တော့ကျွန်တော်တို့တွေเนาะဒီစနလာပိုင်းမှာဆိုလို့ရှိရင်ကံကောင်းဆုံးနေနံအဲ့တော့ဘယ်နေနံလေးတွေကကံကောင်းနေသလဲကံနေမြင့်မားနေသလဲဘယ်နေနံပိုင်ရှင်လေးတွေကကံတင့်တင့်နေသလဲဘယ်နေနံပိုင်ရှင်လေးတွေကကံညက်နေသလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုတွေးတဲ့သူတိုင်း share လေးတွေเนาะနှိပ်ပေးသွားပါအောင်လို့ကျွန်တော်အနေနဲ့ပြောကြားခြင်းပါတယ်အဲ့တော့ကျွန်တော်တို့ဒီစနလာပိုင်းမှာเนาะ အဲ့တော့ကံတရားတွေအနေနဲ့နော်ခုနကကံကောင်းခြင်းတွေရရှိနေတဲ့နေနံ၃ခုရှိပါတယ်အဲ့ဒီနေနံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့စနေတောက်ကြာတနေ့လာသားသမီးနေနံပိုင်ရှင်လေးတွေကတော့ဒီ၁၂ဝိုင်းဆိုတဲ့တလတာမှာကံစာတာတွေအနေနဲ့ကောင်းမွန်ပြီးတော့ကံနေအနေနဲ့မြင်းမာနေပြီးတော့မိမိတို့ရဲ့ကံစာတာအနေနဲ့ကမိမိစ조사ရင်조사တယ်လို့ထိတ်တန်းကိုရောက်ရှိနိုင်တဲ့နေနံပိုင်ရှင်လေးတွေပဲဖြစ်ပါတယ် အဲ့တော့ဒီစန္ဒလာပိုင်းတလားတာမှာဆိုလို့ရှိရင်ငွေကြေးလက်လာပါစုံလက်စန်းလက်ကန်တွေလည်းပွင့်နေပြီးတော့မိတ်ဆွေတို့အနေနဲ့ဒီစန္ဒလာပိုင်းတလားတာမှာဘာကိစ္စကိုပဲလုပ်လို့မိမိကိုယ်ကိုယုံကြည်မှုရှိရှိနဲ့လှူဆောင်တတ်မယ်ဆိုလို့ရှိရင်ဒီစန္ဒလာပိုင်းတလားတာမှာစနေတောက်ကြတနင်္လာသားသမီးမိတ်ဆွေတွေကတခြားနေ့နံနေနဲ့စာလို့ရှိရင်သူတို့အနေနဲ့ပို့ပြီးတော့အစဉ်ပြေတာမျိုးတွေအောင်မြင်ခြင်းတွေကြုံရမယ်နေ့နံပိုင်ရှင်လေးတွေပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ဒီဆန္ဒလာပိုင်းတလားတာမှာဆိုလို့ရှိရင်ကံဒီအနေနဲ့အကောင်းဆိုးတွေဒွန်တွဲနေတဲ့ဒါနေနံပိုင်ရှင်လေးတွေကတော့ကြာသာပရိသာသမီဗုဒ္ဓဟူသာသမီနေနံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့ဒီဆန္ဒလာပိုင်းတလားတာမှာအကောင်းနဲ့အဆိုးနဲ့ဒွန်တွဲနေတတ်တဲ့ အဲ့တော့ဇာသာပရိဗုဒ္ဓဥသာသမီမိတ်ဆွေတို့အနေနဲ့ကဒီ12လပိုင်းတလားဒါမှာမိတ်ဆွေတို့ရဲ့ဒီအာယုံအတွေးတွေစိတ်ကူးတွေထဲမှာအမှန်နဲ့အမှားကိုမခွဲခြားတတ်ဖဲနဲ့အဖြူကိုအမဲအမဲကိုအဖြူထင်းပြီးတော့ကောင်းတဲ့သူကိုမကောင်းမှုထင်တတ်တယ်အဲ့တော့မကောင်းမှုထင်တဲ့သူကိုကောင်းတဲ့ထင်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဘာကိစ္စတွေကိုပဲလှုပ်လှုပ်မိမိတို့ရဲ့ဒီအတွေးစိတ်ကူးတွေက လွဲချော်နေတာမျိုးလေးတွေကြုံရတတ်တယ်အတွေးတွေနဲ့ပတ်သက်ပြီးတော့အယူဆတွေလွဲမှားနေတာမျိုးလေးတွေရင်ဆိုင်ရတတ်တယ်အဲ့တော့ကျွန်တော်ရဲ့ဒီဂျာသာပရိသာသမီးဗုဒ္ဓဂူသာသမီးတွေအနေနဲ့ကတော့ကျွန်တော်တို့ဒီ၁၂လပိုင်းတလားဒါမှဘာကိစ္စကိုပဲလှုပ်လို့မိမိရဲ့ဒီအတွေးတစ်ခုတည်းနဲ့မဆုံးဖြတ်ဖဲနဲ့မိမိနဲ့ခုနကရင်းနှီးတဲ့သူတွေကို တိုင်မင်နှီးနှောပြီးတော့ခုနကရင်ဖွင့်တာမျိုးလေးတွေခုနက တိုင်မင်နာမျိုးလေးတွေလုပ်မယ်ဆိုလို့ရှိရင်တော့ဒီကြာသာဝတီဗုဒ္ဓဟူးနေနံပိုင်ရှင်လေးတွေအနေနဲ့ကတော့ခုနကတော့အញ្ញံလေးတွေနည်းနည်းတော့ဒါရောနေသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ12လပိုင်းဒီဇင်ဘာလတလတာမှာကျွန်တော်တို့ကံ အနေနဲ့ကြည့်မယ်ဆိုရင်အညံပိုင်းကိုသွားနေတဲ့နေနံနှစ်ခုရှိတယ်အဲ့ဒီနေနံပိုင်ရှင်လေးတွေကတော့အင်္ဂါတနင်္ဂနွေသားသမီးနေနံပိုင်ရှင်လေးတွေကတော့ကံတရားအနေနဲ့အစအစအရာရာတတိထားပြီးတော့နေထိုင်ရမယ်ဒါလာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအင်္ဂါတနင်္ဂနွေသားသမီးနေနံပိုင်ရှင်လေးတွေကတော့ကံကိုပုံပြီးတော့ကံကိုယုံပြီးတော့စူးပုံနေတဲ့အလုံးမျိုးတွေကိုလှောက်ဆောင်တာမျိုးတွေတွေးတောတာမျိုးတွေစင်ကျင်တက်ပါတယ် ဲ့တော့ကျွန်တော်ရဲ့အင်္ဂါတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာဒီ17လပိုင်းတလားဒါမှာအတားစီအခက်ခဲတွေတခြားနေနံနေနဲ့စားလို့ရှိရင်ပိုးပြီးတော့များစွာရင်ဆိုင်ပြီးတော့ကြုံရတတ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါတနင်္ဂနွေသားသမီးမိတ်ဆွေလေးတွေကတော့ဒီ17လပိုင်းတလားဒါမှာဘာအလုပ်ကိုပဲလုပ်လို့ကုဏနဝမိမိရဲ့ကုဏနဝတချို့တွေရှိတယ်ပေါ့နော်ဟာကိုယ်ကံကိုယုံနေဘာညာပေါ့နော်ဒါမျိုးတွေကုဏနဝတယူတန်အတွေးမျိုးတွေ ခုနကတယူတန်ခုနကစိတ်တွေနဲ့လှုပ်ဆောင်တာမျိုးလေးတွေကိုစင်ရင်တင့်ပါတယ်အဲ့တော့ကျွန်တော်နောက်ရက်မှာလည်းပဲခုနကနေအနံတစ်ခုချင်းစီလိုက်ပေါ့နော်ကျွန်တော်ရဲ့ခဏရက်သားသမီးမိတ်ဆွေတွေအတွက်ကိုကျွန်တော်ဟောစတဲ့နေလည်းပဲအစင်လိုက်ကျွန်တော်တင်းပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ခဏရက်သားသမီးမိတ်ဆွေတွေအားလုံးပေါ့နော်ဒီ12လပိုင်းတလတာမှာအဆိုးဟူသမျှဝေးလွှင့်ပါစေကံကောင်းခြင်းမင်္ဂလာဖျားဖျားတွေနဲ့ပြည့်စုံပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေငွေချင်းတွေနဲ့ပတ်သက် ်ပြီးတော့လဲရှာရဖွေရတာတွေလွယ်ကူပြီးတော့မိမိတို့လောက်ကိုင်းနေတဲ့အလောက်ကိုင်းတွေလည်းပဲအစဉ်ပြေချောမွေးကြပါစေလို့ကျွန်တော်စူတောင်းမြစ်တာပူတာရင်ကံကောင်းဆုံးနေတန်လေးတွေအကြောင်းဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်